အားလုံးပဲမင်္ဂလာပါဒါကတော့အကြမ်းမြင်ဆရာကိုစိုင်းဝမ်းရဲ့ဒီ2025လူလျှော့ပဲဆိုပြီးတော့သူဟောစရန်ထုတ်တာပါလေသူကဗ ारे ကြားဗ ारे မြင်ပြီးတော့ဘယ်လိုမျိုးဟောထားလဲဆိုတော့ဒီဗီဒီယိုလေးမှာကျွန်တော်တို့ကြည့်လိုက်ရအောင်ခင်ဗျအကြမ်းမြင်ပေါ်လာလေးကိုခလုံးတသမီးလေးအတွက်ကိုဆရာ 3P 3P ဟောကြားပေးမယ်ဟောကိန်းဟောကိန်းလေးပေါ့နော်ဟောကိန်းလေးထုတ်ပေးမှာဖြစ်ပါတယ်ဆရာကဒီဟောကိန်းလေးကဆိုင်ရာပုံကပြောခိုင်းတာ ကာကွယ်ခိုင်းတာခေါင်းရသားသမီးတွေအတွက်ပြောခိုင်းနေတာကဒါ၃ချိန်၃ကြမြောက်ပေါ့နော်ဒါအခုပြောခိုင်းတာလည်းဆို၃ချိန်၃ကြမြောက်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်လို့ရေးပြီးတော့မှ share သွားပေးလို့ရတယ်နော်ချုပ်နေကြတဲ့ညီကိုဟုတ်ကဲ့ပါ share ရမှာဖြစ်ရကမ္ဘာနေရအနောက်ကြားတိတိမှရောက်နေတဲ့ညီကိုမှညီမတွေရောအားလုံးအတွက်ပါပါတယ်ရှင်မြန်မာတွေအားလုံးအတွက်နော်နံပါတ်၁အချက်ကရှင်မြန်မာတွေအားလုံးအတွက်နံပါတ်၂အချက်ကကမ္ဘာသူကမ္ဘာသားအားလုံးအတွက်ဟုတ်ပြီနော် 狗那年出来专门喝苦侬，啊喝好甘地，你妈那年出来专门喝白苦，啊蛮人家个嘞喝白苦呀，蛮人家个嘞表苦呀，喏，蛮人家个嘞表苦呀，嘛那闹县里嘞转，蛮伢来得那路边啊，溜表噶，饱满好点是哈溜表辣边，饱满好点哈溜生蚝辣边，各有只，各有嘛，各有味，各有嘛，各有嘛，各有嘛，好多啊，饱满好多是哈嘞呢，生蚝辣边熟盐，饱满好多是哈嘞呢，盐虾辣边熟盐，各在里头，不一一人种一道来吧。 ပြီးတော့ကိုကိုကိုနဲ့ပရိတ်ရေဖြန်းမှာအဲ့ဒီဆဲဆိုရိုင်းဆိုင်လောင်တောင်တက်ရောစိန်ခေါ်နေတဲ့သူလည်းပရိတ်ရေဖြန်းချလိုက်ပါလောက်ရမယ်နော်လောက်ကိုလောက်ရမယ်နော်ဒါကအပြင်းထန်ဆုံးနောက်ဆုံးတိုက်ပွဲကိုရောက်နေပြီ2015ကနှစ်နှစ်ကုန်မှာအပြင်းထန်ဆုံးတိုက်ပွဲဟုတ်ကဲ့ပါဟုတ်ကဲ့ဘာလို့တိုက်တာလဲမာနတ်နဲ့လူသားတွေနဲ့လူဖြတ်ပွဲကြီးပါလူလျှော့ပွဲကြီးပါဒီပွဲကြီးကကျွန်တော်နှုတ်ကဖတ်တဲ့ပြစကားကျွန်တော်တာဝန်ယူတယ်အရာကိုဆိုင်းဝါးပါရမီရှင်နှုတ်ကနှုတ်ဖတ်စကားတွေကိုကျွန်တော်တာဝန်ယူတယ်တာဝန်ယူရဲတယ်တတိရှိရှိကျွန်တော်တာဝန်ယူရဲတယ်ဘာရမလားကျွန်တော်ပြောဟုတ်ကဲ့ဟုတ်ပါပြီနော်

တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ပရဲ့ရည်ဆိုအကောင်းဆုံးပဲဟုတ်ပြီနော်ကိုသေးလေးတွေတောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ပရဲ့ရည်ဆိုရင်အကောင်းဆုံးပဲဟုတ်ရှိတယ်နားမှာလာပြောနေလို့နားမှာလာပြောနေလို့တောင်တန်းသာသနာပြုပရဲ့ရည်ကိုပြောလိုက်ပါငါသားဆိုပြီးနားမှာလာပြောနေလို့ကျွန်တော်နားမှာလာပြောနေလို့ဟုတ်ပြီနော်တောင်တန်းသာသနာပြုပရဲ့ရည်ကအကောင်းဆုံးပဲကိုသေးလေးတွေမဟုတ်တော့မရိုင်းချင်းတွေဖြစ်လာပြီပုံမှန်မဟုတ်တော့ဒေါသထွက်ချင်းတွေဖြစ်လာပြီပုံမှန်မဟုတ်တော့တတ်ချစ်ဖြတ်ချစ်စိတ်တွေကိုသေးလေးတွေဖြစ်လာပြီဆိုရင်ကတော့အဲ့ဒါ normal မဟုတ်ဘူးမာနကက မနောတိုက်နေတာမာနကမနောတိုက်နေတာအဲ့ဆိုကတော့ကိုတဲလေးတွေကတော့ကိုတဲလေးတွေအသက်အန္တရာယ်နဲ့တကွာအလုံးအရေးကြီးတယ်နော်ကိုတဲလေးတွေဆရာဟောတဲ့ဆရာစကားကိုကိုစကားကိုတာဝန်ယူရဲတယ်ကိုတဲဆရာက ဟောလောင်လောင်အခေကိုဒီကိစ္စနဲ့ဆက်ဘယ်လိုလုပ်ဖို့လဲကျွန်တော်တို့ကတိုင်းပါတယ်ဆက်လောက်ပြောတောင်းတသာသနာပြုရဲ့ရေမန်းကိုဖွင့်ထားပြီးတော့မှပရေးရေလုံလို့ရပါတယ်ကိုသေးလေးတွေဖွင့်ထားလိုက်ခွန်းနှစ်နာရီမနက်ခွန်းနှစ်နာရီဆိုဖွင့်ထားလိုက်ဖွင့်ထားပြီးတော့မှရေဝူးအဖုံးလေးကိုဖွင့်ထားလိုက်ကိုသေးလေးတွေဖွင့်ထားပြီးတော့မှအဲ့ဒါပရေးရေလေးရလာတယ်အဲ့ပရေးရေလေးကိုကိုကိုသေးလေးတွေပြောနေချက်သိန်းထောင်ထားတယ်ဒီလိုက်ကြီးချက်သိန်းထားချက်သိန်းထားတယ်ဆိုတော့ချက်သိန်းထားတယ်ပေါ့ချက်သိန်းထားတာအဖီးလိုက်ဆိုတော့ချက်သိန်းရမသိလို့ရှိဘယ်လိုမှမဟုတ်တာလို့ပြောတယ်နာဘီနာပြတရားတော့ နေတာကနတ်မင်းကြီးလေးပါးကဖန်တီးနေတာတော့ရုံနဲ့ရုံနဲ့ကြာရုံနဲ့လူလျှော့ပွဲကြီးဖြစ်တဲ့အတွက်အဲ့ဒီလူလျှော့ပွဲကြီးမှာကိုမပါဖို့လိုတယ်ကိုတဲလေးတို့ကဘာလုံးကိုလူလျှော့မှာဖြစ်တဲ့အတွက်လူလျှော့ပွဲထဲမှာကိုမပါဖို့ရာအတွက်ကိုနံပါတ်1အချက်ကဝယ်ဖို့ပြောပါမယ်လိုက်မှတ်ထားပါနံပါတ်1အချက်နတ်မင်းကြီးလေးပါးကိုပူဇော်ပေးပါခဏလေးခဏလေးစူတောင်းပေးပါတောင်းယူလိုက်ပူဇော်ပေးပါတတိကုံမျိုးနဲ့ပူဇော်ပေးပါတို့တို့လာပြောထားတာနော်ဒါကျွန်တော်ပြောတဲ့ကျွန်တော်ပြောတဲ့ရေရာလေးမဟုတ်ဘူးနော်ဆိုင်ရာလေးလာပြောထားတာနော်ဆိုင်ရာလေးလာပြောထားတာနော်နာမည်ကြီးလေးပါးကိုပူဇော်မယ်တတိကုံမျိုးနဲ့ပူဇော်မယ်စူတောင်းမယ် မိမိရဲ့အိမ်မှာပဲလုပ်လို့ရတယ်အာယုံပြုတ်ပြီးလုပ်လို့ရတယ်နာမည်ကြီးလေးပါအထိကလုံဆောင်နေတာပါဟုတ်နော်ဟုတ်လက်နဲ့ကာလို့ရလားဆိုဘယ်လိုပြောလဲလက်နဲ့မိကုန်းကိုဆရာတိတ်နားမလဲဘူးဒီလိုလေးဒီလိုလေးပြောမိကုန်းလေးကိုဆရာတိတ်နားမလဲဘူးလက်နဲ့မိကြီးလေးပါကိုပူဇော်ရမယ်ပရိတ်ရည်ဖြန်းထားရမယ်အတုံးပြုတ်တဲ့ပရိတ်ရည်ကတောင်တန်းသာသနာပြုဆရာတော်ရဲ့ပရိတ်ရည်လာပြောသွားတဲ့အတိုင်းပြောတာနော်နားမှာလာပြောသွားတဲ့အတိုင်းပြောတာနော်တောင်တန်းသာသနာပြုဆရာတော်ရဲ့ပရိတ်ရည်ဖွင့်ထားလိုက်ဘူးဖုံးလေးဖွင့်ထားလိုက်ကိုတဲလေးတွေရှင်းတဲ့ဘူးဖုံးလေးဖွင့်ထားပြီးတော့မှဆရာတော်ရဲ့ပရိတ်ပရိတ်ခွေကိုဖွင့်ထားလိုက်အဲ့ဆိုပရိတ်ရည်ရသွားပြီ အခုမှနားလဲတယ်ဟိုကတရားနာတဲ့ဗီဒီယိုဖွင့်ပြီးတော့ရေပင်းလေးပေးမှချတာတဲ့ရေဖြစ်တယ်ဗောဆရာပြောကြင်တာအဲ့လိုမလားဩမသိလေဆရာရင်ရှင်းရှင်းမှမပြောလဲဟာဒီကိုမျိုးလှူလိုက်ပါအိမ်မှာမိမိအိမ်မှာစိုက်တဲ့တတိကိုမျိုးလှူလိုက်ပါကိုတဲလေးတွေဒီနေ့ကောင်တဲ့အချီလုတ်ပေးနိုင်ရင်ပိုကောင်းတယ်ဒီနေ့ကောင်တဲ့အချီလုတ်ပေးနိုင်ရင်ပိုကောင်းပါတယ်ကိုတဲလေးအချီလေးပါးကလုတ်နေတာဖြစ်တယ်ဒီပွဲကြီးကဟုတ်ပြီနော်ဒီမာနတ်တွေတဆေတွေတရေတွေအကုန်လုံးလွတ်နေတာလေဒီနာမည်ကြီးလေးပါးကလုတ်နေတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုတဲလေးတွေလူဆော့ပွဲထဲမှာကိုမပါခြင်းဘူးဆိုရင် နော်ဒီအဖြတ်စည်းတွေဈာထဲမှာကိုမပါခြင်းဘူးဥပမာမီးဘေးလေဘေးငလင်ဘေးရေဘေးအဲ့ဒါတွေကိုပြောတာဟုတ်ပြီနော်ကက်ကြီးတွေကိုပြောတာငလင်ဘေးကက်ကြီးတွေကိုပဲပြောတာလားဆရာဓာတ်တွေဓာတ်တွေမပါအောင်မလားကက်ကြီးပဲပြောတာအဲ့မင်းကြီးလေးပါကမန်နဲ့တရေတစ်စီတွေကိုလွှတ်တာအဲ့လိုလားဆရာမဟုတ်ဘူးလေမင်းနဲ့မားနဲ့တလို့ပဲနော်ဘာလို့လဲဆိုတော့မန်နကပူကြီးရလေဆရာရဲ့နမကြီးလေးပါတဲ့ဆရာနဲ့နဲ့မားနေလားမသိဘူး ပါရလေနည်းနည်းတော့ပြင်နေပြီပါဒီဘေးဆိုးရံဆိုးအဲ့ရဲဆိုးတွေထဲမှာနည်းနည်းလေးလွှဲနေတာဆိုတော့အခုလွန်တန်းညုံပေးတယ်ကိုတဲလေးဟုတ်ဆရာဆက်ပြီးဆက်ပြီးတော့ပါနောက်အာဒီဟော့ကင်းလေးကိုတွေ့တဲ့ခေါင်းရသားသမီးတွေခါရဲချုပ်ပြောပါမယ်ဝစီကန်နေထိမှာနော်ကျွန်တော်ဝင်ဆဲနေလို့ရှိရင်ခေါင်းရသားသမီးတွေဝစီကန်ထိမယ်နော်အဲ့ဒါလေးတခါလေးချုပ်ပြောတယ်နော်ဟုတ်တယ်နော်ဆရာပြောထားယူရတယ်နော်မင်းတို့ကလည်းဆရာတော့တော်တော်မဆဲနေပြောထားရတယ်မင်းတို့ကလည်းဝစီကန်ထိမှာဆိုတော့ဆရာမှန်းကြည့်ဆရာတော့တော်တော်မဆဲနော်ဆရာဆဲတဲ့လူရေနော်တတိထားကြ ရောက်သေးမလို့ဘာဖြစ်မလဲတိတယ်။ဘူရှော့ပဲလားကိုရောပါရော။အားဆရာမင်းတို့တော့မသိနဲ့။အစီတွေစက်တွေမှန်လားမသိ။ဘင်းတွေကားတွေတင်းမောတွေစက်ယုံတွေဒါတွေနဲ့ပတ်သက်ပြီးတော့မှကိုယ်တိုင်လေးတွေသတိထားပြီးပါ။စက်ဆိုတဲ့ပတ်သက်တဲ့အရာတွေနဲ့ပတ်သက်ပြီးအကျုံးဝင်ပါတယ်။စစဇဇညအင်္ဂါနဲ့စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှကိုယ်တိုင်လေးတွေထိခိုက်ရှာနာတွေးထွက်တန်ရိုးတင်ချေပစ္စည်းတွေဖြစ်ပါလိမ့်မယ်။ဟုတ်တယ်ဟုတ်တယ်။အပြင်းထန်ဆုံးဖြစ်လိမ့်မယ်။ လာမယ့်17လပိုင်း17လပိုင်းမှာအပြင်းထန်ဆုံးအချိန်ကိုရောက်လာနိုင်မယ်ကိုတဲလေးတွေအဲ့ဒါကိုဆရာဘာနဲ့ကာရမလဲဆိုရင်ကိုစီးမဲ့ရင်တွေကားတွေနော်တင်းမောတွေလှေတွေမှာစားပတ်ထားပါစားပြူထားပါအေးကန်းနေရတယ်17လပိုင်း17လပိုင်းမှာကိုတဲလေးတွေအကြီးကျယ်လူလျှော့ပါလိမ့်မယ်တနတ်ဆိုတာလည်းဆက်ပဲလေတနတ်ဆိုတာလည်းဆက်ပဲလေလူလျှော့ပွဲလေပါလာပေါ့ပါလာပေါ့စစစစညာဆိုတဲ့အင်ကာနံပစ္စည်းလေးတွေနဲ့ပတ်သက်ပြီးတော့မှတေချေပြက်စီသွေးထွက်တန်ယူဖြစ်မယ်ပြီးရင် 谁妈错哪里？谁用谁干要大的，谁妈到哪里？谁妈错大的，屁吧里边。谁玩呢不得的安的样，不得里的。好比说，谁玩呢不得的安的人，十点事呢不得的安的人，不也也偏嘛，啥里偏嘛，阿拉搞过呀嘛呗，阿拉搞过呀嘛吧。两边经理吧我不做吧，编配吧不做吧。 နော်ကိုကလေးနော်ပြီးတတိကုံမျိုးလှူတန်းမှာတတိကုံမျိုးကတပတ်တခါလှူလဲရတယ်ကိုရဲ့ပတ်စံတတ်နိုင်တဲ့ခြေနေပေါ်မှာမူတည်ပြီးတော့မှကိုတဲလေးတွေတပတ်တခါလှူလဲရတယ်တလတ်တခါလှူလဲရတယ်နှစ်ကုံထီလှူပေးရမယ်ကိုတတ်နိုင်တဲ့လောက်လှူသွားလိုက်နှစ်ကုံထီလှူပေးရမယ်တတိကုံမျိုးစိုက်တဲ့တတိကုံမျိုးစိုက်တဲ့ချိန်လို့ကိုတဲလေးတွေစိုက်တဲ့ချိန်လို့အမေနော်အဲ့တော့ဆဆဆဆညနဲ့ပတ်သက်တဲ့ရင်ကစက်ရုံစက်ပစ္စည်းဒင်းရင်ကိုအိမ်မှာတော့စက်ပစ္စည်းအသုံးဆောင်ကုန်တတိထားပါပြီးလို့ရှိရင်ဆရာတို့နောက်တစ်ခုကကြတော့နော်ပဖပပမဆရာဟောပေးမင်းနေလို့ရတူတယ်ဆရာအာ ရေးထားတာကြည့်နေတေချာဟောစရာကျွန်တော်တို့ line မှတ်တာမှားပါအောင်တေချာတေချာကြည့်ရမှာပြန်ပြန်ပြောပေးစရာနော်ကျွန်တော်တေချာ line မှတ်ရနော်ဆရာနော်ပပပပမစာသာပရိညာနဲ့ပတ်သက်တဲ့ပစ္စည်းတွေနော်မီးအပူတွေတတိထားရမယ်ပပပပမနဲ့ပတ်သက်တဲ့အရာတွေမီးအပူနဲ့ပတ်သက်တာတွေတတိထားရမယ်မီးနဲ့ပတ်သက်တာတွေမီးလောင်တာတွေမိုးကြိုးပစ်တာတွေ shot ဖြစ်တာတွေဓာတ်လိုက်တာတွေ wire shot ဖြစ်တာတွေအပူနဲ့ပတ်သက်တဲ့အရာတွေအဲ့ဒါတွေကိုတဲလေးတွေတတိထားပေးပါ 阿先一路出面，那他那三个啱路下過一片吧嘅，阿啲就路下啦，嗱，阿度阿內度，你話比度？你講望馬路，沿住吧嘅，左起打呢度咧，邊度會呢啲咧？阿度啲爹妈媽，嗰些人咪街苦，嗰些人都苦，佢哋只能做啲路路多，只能屋邊人咧少年吉打，只能屋邊人咧八日先啦，只能屋邊人咧拖先啦，只能屋邊人咧得先啦，你以你講望你，馬路，妈，啲睇他，咩嘅？睇啲倒来嚟嘅。我唔識啦，阿老外都識啦，你話只能做乜好苦？你講望住妈路，阿古都偏馬收入。 ကျွန်တော်ကိုဆဲလိုက်တဲ့ဝစီကန်ကညီကောင်မတို့မတွေပြန်ခံရမှာဆိုလို့ကျွန်တော်ဘလို့မှမနေဘူးညီကောင်မတို့မတွေဆဲတဲ့အကုတို့ကျွန်တော်ယူမှာမဟုတ်ဘူးကျွန်တော်ကိုကုတို့နဲ့ကိုနေနေတာကိုစက်တော်ဝလာနဲ့ကိုနေနေတာကိုကပါနဲ့ကိုနေနေတာကိုအတွေးပုံရင်းနဲ့ကိုနေနေတာဖြစ်တဲ့အတွက်ကိုအိမ်နဲ့ကိုနေနေတာကိုကပါလေးနဲ့ကိုနေနေတာဖြစ်တဲ့အတွက်ကျွန်တော်ကပြင်ပအရာတွေနဲ့ကျွန်တော်စိတ်ကရှင်းတန်းနေတာမဟုတ်ဘူး ကျွန်တော် inner sub တဲ့ကျွန်တော်ရှင်းတန်းနေတာကျွန်တော်နှလုံးသားထဲမှာကျွန်တော်စက်တာဝလာအင်္ဂလိပ်ကျွန်တော်တိဆောက်လိုက်ပြီးတော့မှကျွန်တော်စက်တာဝလာ quantum ထဲမှာကျွန်တော်နေနေတာကျွန်တော်ပြင်ပလူတွေနဲ့ကျွန်တော်နေနေတာမဟုတ်ဘူးပြင်ပလူတွေနဲ့လည်းကျွန်တော်ရန်ဖြစ်နေတာမဟုတ်ဘူးအဲ့ဒီအခြေအနေမှာလည်းကျွန်တော်မရှိတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်ပြီနော်ဆရာကြီးဦးခမောင်တန်းရဲ့ပညာရှင်အောင်လို့ကျွန်တော်ပြောင်းလဲသွားတာကြားခဲ့ပြီပြင်ပကလူတွေနဲ့တိုင်တူပြိုင်ရင်ရန်ဖြစ်ရန်ဖြစ်နေမယ့်မျိုးစားတွေမှာလည်းကျွန်တော်မပါတော့ဘူးဟုတ်ပြီဟုတ်ပြီဆရာဆရာပြောတာအကုန်လုံးကျွန်တော်မှတ်လိုက်ပြီနော်ကိုဒီဗီဒီယိုကြည့်နေတဲ့လူတွေရောဆရာဟောထားတာဘယ်လိုထင်ပါတယ် အဲ့ဒီမှာဆရာပြောထားတယ်မှာနည်းနည်းလွယ်နေတဲ့စကားလုံးကိုပြောပြမယ်နော်နတ်မင်းကြီး၄ပါးကတာတနာသောင်းနှမင်းနဲ့နတ်မင်းကြီး၄ပါးနဲ့ပြီးတော့မာနနဲ့တစီတရေတွေကိုခိုက်ပြီးတော့လူလျှော့နေတယ်တဲ့စဉ်းစားကြည့်လိုက်တော့နော်မာနဆိုတာဖះအုပ်တော်မှာရှင်ပြိုင်အန်လူခဲ့တဲ့ပုဂ္ဂိုလ်ဟိုအောက်မှာသရုမဟာတဲ့နတ်မင်း၄ပါးမာနကိုခိုင်းနေတဲ့ရှင်းနိုင်လားကွာအဲစဉ်းစားလဲပြောပါ အဲ့ဒီမှာလေကျွန်တော်တို့မြန်မာနိုင်ငံကလေအများဆုံးကဗုဒ္ဓဘာသာကိုးကွယ်ကြတယ်နော်ဒီလိုမျိုးအကြာမြင်နေဆရာတွေဘိုးတော်တွေရှိလာလို့ရှိအဲ့ဗုဒ္ဓဘာသာတွေပဲထိတ်ဆုံးအောင်နေပြီးတော့တွားကြတာကိုယ်ဟာကိုမကိုးကျင်ကြဘူးပြင်ပအရာကိုအာကိုးကျင်စိတ်တွေအားဖြစ်နေကြတာဘုရားတရားတန်ခါဆိုတဲ့ဒီယတနာ၃ခါပဲကျွန်တော်တို့ကကိုးကွယ်စီကဲပူဇော်အောင်နောက်ပြီးတော့ ဗုဒ္ဓဘာသာဆိုတာကံကံရဲ့အကျိုးရောက်အောင်တကယ်လို့ကိုကအတိတ်ကံပါလာလို့ရှိရင်ဘလို့မှရှောင်လွဲလို့မရအောင်ကိုဝိသေးပါလာလို့ရှိရင်ခမ်းမှာပဲကိုရဲ့တိမ်နေစီတည်ရမှာပဲမသိခင်မှာကိုထိုက်တဲ့ကုသိုလ်ကောင်းမှုတွေလောက်ပြီးတော့နောက်ဘဝတော့ကျွန်တော်တို့ကကုသိုလ်စုပေါ်မှာဒီလောက်ပဲရမယ်အဲ့ဒီထဲမှာမှကံကြီးထားတဲ့လူတွေပါလာဘလို့မျိုးကုသိုလ်နဲ့မှအဲ့ဒီလူကခြေလို့မရအောင်အသေးဆုံးနဲ့တည်ပါပဲနော် ဘုရားပါတာတွေဖြစ်ပြီးတော့ခုဒီလိုမျိုးပြောတဲ့စကားတွေယုံတယ်ဗျာစဉ်းစားကြည့်အောင်ဖရာတရားတန်ကဒီယတနာ၃ပါးနဲ့ကျွန်တော်တို့၅ပါးတိလာတာလို့ရှိရှိအဲ့ဒီနတ်တွေလည်းကြောက်စရာမလိုဘူးဘုဒ္ဓမလည်းကြောက်စရာမလိုဘူးဘုဒ္ဓမလည်းကျွန်တော်တို့လာပြီးတော့လုံလို့မရဘူးဘောပါလားကိုယ့်ရဲ့အတိတ်ကဝိတ္တုတွေကံတွေပါလာရင်တော့ဘလို့မှရှောက်လွယ်လို့မရပါဘူးဖြစ်ကိုဖြစ်မှာပါ ဒါတွေကကိုအရင်အတိတ်ကလောက်ခဲ့တဲ့အကျိုးတွေကဒီဘဝမှာပြန်ပြီးတော့ခံစားရမှာပါရှောင်လွဲလို့မရပါဘူးထားပါတော့ဗျာသူပြောတယ်ဒီဆိုင်ရဆိုတော့ဘူကဆိုင်ရလည်းမသိလားပြောတယ်ထားပါတော့အဲ့ဒီထဲမှာရေးရေးတောက်ခိုက်တယ်ဗျာငါကျွန်တော်လက်ခံတယ်ရေးရေးဆိုတာနောက်ပြီးတော့အမေကျော်ဒိုးတော်လွမ်းတယ်လို့ပြောရမှာယတနာ၃ပါးရှိနေတာယတနာ၃ပါးကြော်ပြီးတော့ယဟန်တန်ဃာကြီးဖျားရှင်ကြီးကြော်ပြီးတော့ဟော့ နမကြီးလေးပါသွားပြီးတော့ပူဇော်ပတ်တာမယ်ဆုတောင်းရမယ်စဉ်းစားကြည့်အောင်အဲယုံတဲ့လူတွေတကယ်ယုံနေတော့ယုံတဲ့လူတကယ်ယုံနေအုံနောက်လေးပါလေးလည်းတုံးကြအောင်နော်ယုံတဲ့လူတွေအများကြီးသူ့အဖွဲ့နဲ့သူပဲရှိနေကြတာပဲနော်ဒါပေမဲ့အုံနောက်ပါတော့ကြီးတေချာစဉ်းစားကြည့်ခမည်းတော်ကဘာကိုးွက်တာလဲလို့ထေရဝါဒဗုဒ္ဓဘာသာကိုးွက်တာလား ဒါမှမဟုတ်လက်ကိုဝယ်တဲ့လူတွေလားနော်ကျွန်တော်အဲ့ဒါပဲပြောတူရည်နဲ့တူစံနဲ့ဟောက်နေရပဲအဲ့ဒီအရာတွေယုံတဲ့လူတွေကဘယ်လိုလူတွေလဲသိလားအများကြီးမိန်းကလေးတွေများတယ်နော်ကိုယ့်အားကိုယ်မကိုယ်ပဲနဲ့ပြင်ပအရာတွေတအားမိကိုပြီးတော့ဟိုမှာပိုးတော့ဆိုလဲသွားပြပြီဟိုမှာအကျမ်းမြင်ဆိုလဲသွားပြပြီအဲ့ဒါလူတွေကပြင်ပအရာကိုအားကိုးနေတဲ့လူတွေတကယ်တော့အဲ့ဒီလူတွေအားကိုးလို့ခင်ဗျားတို့ဘာမှမရဘူး သိရှိလေးပဲကိုအားကိုကိုနော်အဲ့လိုမျိုးကြလဲအလိုက်ခားတဲ့လူတွေနဲတာမဟုတ်ဘူးမမှတ်ကြဘူးအဲ့ဒါလေခုနဘိုးတော်ရရဆိုသွားကြပြီခုနအကြမ်းမင်းဆရာရရဆိုသွားကြပြီခမရိုးကဗုဒ္ဓဘာသာတွေမဟုတ်ဘူးလားခမရိုးကဗုဒ္ဓဘာသာလို့ခံယူထားတာခမရိုးကကံကံရဲ့အကျိုးလည်းမရောဘူးယတနာ၃ပါးလည်းမြည်တယ်ကိုယ်ကမစည်းကပ်ဘူး အိမ်မှာဖျားစင်နဲ့နတ်စင်ရှိတယ်နတ်စင်မှာဆိုလူရတန်းနာလဲပွဲလိုပဲတချို့ဆိုလို့ရှိရင်မရုပ်ထုတွေနဲတာမဟုတ်ဖျားစင်မှာဆိုတော့ဆုံးကတ်ချင်မှာကတ်လိုက်မယ်ဒါပေမဲ့နတ်ရုပ်ထုတွေမှာအရက်ကြိုက်တဲ့နတ်ဆိုလဲအရက်ကြက်ကြော်အိုးစုံစီနေပဲတွေ့ဘူးလဲလို့မြင်တယ်ဘုဒ္ဓဘာသာလို့တော့အမိခံလာတာတကယ်တော့ခင်ဗျားတို့ကအပေါ်ရင်နော်ဒါတော့ကို ဒီလိုပြောသွားတဲ့ဟာတွေပြပြီးတော့ကျွန်တော်ကသုံးသပ်ပြထားတာပါနောက်ပြီးတော့ဒီလိုမျိုးအရာတွေယုံကြည်နေလူတွေကိုပြောထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါစကားတွေအမပါပါတော့အားလုံးကိုတောင်းပါပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျာ